ခုတစ်ခေါက်မှာတော့စိတ်ဝင်စားစရာအကြောင်းအရာလေးဖြစ်ရွှေဝေါ်ကျဆရာတော်ကြီးမိန့်ကြားခဲ့တဲ့ဗိုလ်ချုပ်လူဝင်စားမောင်လှတင်အကြောင်းကိုတင်ဆက်ပေးကြပါမယ်1949ခုကစုံလောပြည်ကျော်တရက်ရွှေဝေါ်ကျောင်းကျောင်းတော်မြတ်ရွယ်ဖခင်ကနေကျောင်းကိုပြန်လမ်းမှာကုမဲမျိုးတာဝကဦးမြဲကဆရာတော်ကိုရှောက်ထားပါလေဆရာတော်ဖခင်ကျောင်းစင်မှာဒီနေ့စင်ပွဲပြတ်သွားတယ်ဖခင်ဘာကြောင့်ပြတ်ရတာလဲ ကျောက်စီရဲ့မြောက်ဖက်ရွာလေးမှာဆက်ရှင်နေသားမောင်နှံတင်ဆိုတဲ့စကားမပြောတဲ့ကလေးကသူ့ရွာကိုစစ်ကြောင်းတစ်ခုဝင်လာပြီးအစည်းအဝေးလို့ညဘက်မှာရုပ်ရှင်ပြတော့ရုပ်ရှင်တွေကနိုင်ငံတော်လန်နဲ့ဘုရားအောင်ဆန်းတပ်ပုံကိုပြည်သက်ကရက်ပြီးအလေးပြုနေတဲ့အချိန်အဲ့ဒီမောင်နှံတင်လေးကငါကဘုရားအောင်ဆန်းကငါ့ကိုလူတွေကအခုထိအလေးပြုနေကြတော့မဲလို့ဆိုပြီးတငယ်ချင်းတွေကိုကွဲခင်းတဲ့ကခေါ်ထုတ်သွားပြီးရွာထဲကလမ်းဆောင်တစ်ခုမှာမိန်ကုံးတွေစပြောလိုက်တာ ဒီနေ့အထိနေရောညာရောမနာတမ်းပြောနေတာပဲတဲ့။သူ့ရဲ့ရုပ်ကလည်းငါးကြက်တန်တွေကဘိုးချုပ်ယုံနဲ့အတော်ဆင်နေတဲ့ဖေဟာ။အဲ့ဒီသတင်းပြန့်နှံ့သွားလို့သူ့ရဲ့ရဲဘော်ရဲဘက်တွေရောက်လာပြီးရေနံချောင်းမီတွေအဟုတ်ကူမီတွေစသဖြင့်ပြန်ပြောပြပါလို့မေးလိုက်တာနဲ့အခုမေးတဲ့သူအနာလာခဲ့။မင်းမျက်မှန်နဲ့အုတ်ထုတ်ချက်လိုက်စမ်း။မင်းဘိုးလာထွက်မလား။ရေနံချောင်းတို့ကငါမင်းကုန်းပြောတဲ့အခါမင်းကိုယ်တိုင်ငါနားမှာရှိနေတာပဲ။အေးငါပြောပြမယ်နားထောင်။ လွှဲရင်မင်းငါကိုပြန်ပြောပြီတော့လို့ဆိုပြီးအစင်လိုက်ပြောပြတာစကားဆုံးတော့မေးတဲ့သူကခြေလုံးဖက်ပြီးငိုတော့တာပဲတဲ့အဲ့တော့အဲ့ဒီမောင်နှတင်ကမင်းငါတေတော့ငိုပြီးပြီလေအခုကရီရမှာကွာမငိုနဲ့တော့လို့ပြောပြီးရီခိုင်းနေတဲ့အဲ့ဒီစကားဆုံးချိန်မှာကျောင်းတောင်ဘက်ထိတ်ရှင်သေးပေါ့နှစ်ကောင်ရောက်လာကြပြီးဖြစ်ပါလေဒီတော့မှဆရာတော်ခရီးကစိတ်မချမ်းသာတော့အတန်နဲ့ ဒီကလေးစကားပြောတာနှစ်နှစ်ဆောသွားပြီကွာလို့မိန်ကြားခဲ့လိုက်တာကိုမိနာကအတူပါလာတဲ့ကပ္ပယာကြီးကြားလိုက်ရပါတယ်။နောက်ဆက်တွဲသိရတာမှာ49ခုကဆုံလာပြီကျော်ရှေ့ရနေ့ညမှာဆရာတော်ဟာထမ်းပလက်ကလတိုင်းမှာ စေရင်ချမ်းသာတည်င်းသုံးနေခြင်းမောင်လှတဲ့အကြောင်းထက်မှန်မီးလျှောက်တဲ့အခါဆရာတော်ဖရာကအောင်စမ်းဟုတ်မဟုတ်ဆရာတော်မပြောလို့ဘူးကလေးက ထူးခဲ့တဲ့ကလေးတယောက်ပဲဗျအဲ့ဒီကလေးခုနှစ်နှစ်သားကံကမိဘနှစ်ပါးနဲ့အတူရောက်လာသေးတယ်မိဘနှစ်ပါးကအင်မတန်ဆင်းရဲတယ်တငါလှူစားကြတာဗျမိဘနှစ်ပါးကဆရာတော်ကိုရှောက်တင်တာကဒီကလေးကခုနှစ်နှစ်ရှိနေပြီအခုတည်းအထိစကားမပြောလို့နာမည်ကြီးဆရာတော်ကြီးတွေနာမည်ကြီးလူပုဂ္ဂိုလ်ကြီးတွေစီမှာတော်တော်ဆုံအောင်ရောက်ရှိခဲ့ပြီးပါပြီဖေဟာကျင်းတဲ့အဖြစ်မရရှိလို့ကြောက်စရာမျိုးပေါ်ကမိတ်ဆွေတယောက်က ဆရာတော်ထံတွားရောက်လျှောက်ထားဖို့အကြံပေးလို့ဆရာတော်ထံကိုနိုင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်ဖေဟာလို့လျှောက်ထားလို့ဆရာတော်ကကလေးကဘာနေသားလဲမွေးဖွားစဉ်ကဘာတွေထူးခြားလဲလို့မေးမိတယ်အဲ့တော့သူတို့ရဲ့ယွာရဲ့အရှိဘက်ကမင်းမွေးတောင်းလို့ခေါ်ပါတယ်တနေ့သောညနေအချိန်သူတို့ဇနီးမောင်နှံလမ်းလျှောက်ရင်းထင်းခွေထွက်ခါတွားခဲ့ရမှာမင်းမွေးတောင်းကြီးကိုရောက်ရင်ရောက်ချင်းမိခင်ဖြစ်သူကဝမ်းနာလာလို့အနည်းမှရှိတဲ့ကြောက်ပြားကြီးတစ်ချက်ပေါ်မှာပဲမွေးဖွားခဲ့ရတယ်လို့ရှောက်ထားတယ် ဇီယာတော်ကထမှန်မီးတော့နောက်ထပ်ဘာထူးကြသေးသလဲလို့ဆိုတော့မှန်လားပါဖုရားအိမ်တို့ရောက်ရှိပြီးစကားတွေကိုပြင်ဆင်လို့ကလေးကိုတိတ်ထားပြီးချင်းအိမ်ကြီးချင်းတွေကိုအတိပေးတော့မှဝိုင်းဝန်းပြုစုကြပါတယ်ဖုရားညမှာလဲကုညီဆောင်ရှောက်ကြပါတယ်ဖုရားအဲ့ဒီညမှာပဲမှောင်လာတဲ့အခါမှာမီးအောင်လေးလက်ခနဲလက်ခနဲလင်းလာလို့ဝိုင်းဝန်းကြည့်ကြရမှာဟဲ့နေသားရဲ့ညာဘက်ကဘခုံးကမီးတွေလင်းနေတယ်လို့ပြောမှတပည့်တော်တို့လည်းမြင်တွေ့ကြရပါတယ်ဖုရား မီးထွက်တဲ့အထိမှောင်လာတဲ့အချိန်မှာညစဉ်အလေးရောင်များထွက်ပေါ်လာတတ်ပါတယ်ဖေဟာလို့ပြောတယ်ကွဆရာတော်ဘုရားကဤသို့ဩဝါဒမိန့်ပါပါတယ်ဟုတ်ပြီဒါဆိုရင်ကလေးစကားမပြောတော့ကိုလည်းဘဲမှသွားမပြနဲ့တော့အချိန်ကြရင်စကားပြောလိမ့်မယ်စာလဲဖတ်တတ်လိမ့်မယ်ကလေးကိုအန္တရာယ်မရှိအောင်သာစောင့်ရှောက်ထိန်းသိမ်းထားပါလို့မိန့်လိုက်တယ်ကျုပ်ကငွေ900တောင်ချင်းမြက်လိုက်သေးတယ်လို့ဆရာတော်က အကျယ်တွင်မိန်ကြားတည်စေခဲ့ပါတယ်။နောက်ဆက်တွဲသတင်းအဖြစ်အဲ့ဒီလိုကြောက်စင်ထဲမှာအောင်ဆန်းပေါ်နေတယ်လို့ဟိုးလေးတကျော်ဖြစ်လာပြီးလူတွေထိမနိုင်အောင်များပြားနေလို့ဦးနေဝင်းဟာမန်လေးနန်းရင်ကိုရောက်ရှိလာက တာဝန်ရှိသူတွေကမောင်လှတင်ကိုလာရောက်ခေါ်ဆောင်သွားပြီးတဲ့နောက်ငားရခန့်အကြမှာသူ့ရွာကို ပြန်ပူကြောင်းကြားသိကြရပါတယ်။အဲ့နောက်မှာတရေတော်ပြန့်နှံ့သွားပြီးလူတွေကပို့ပြီးများပြားစွာရောက်လာလို့ တရကံအကြံမှာဦးနေဝင်းကရန်ကုန်ကိုခေါ်သွားကြောင်းကြားသိလိုက်ရပြီးတဲ့နောက်မှာတော့သတင်းအစနာပျောက်ဆုံးသွားခဲ့ပါလေ49ဒဇောင်းနိုင်ပွဲတော်မော်လှတင်သတင်းကတော့အဲ့ဒီပွဲတော်မှာစင့်ကန်ဦးစိုးသိန်းရဲ့အဝေးပြေးကားဒရိုင်ဘာဦးဟန်နေနဲ့တွေ့ဆုံတာသိရဒီမှာတော့လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကမန်းလေးကနေရန်ကုန်ကိုကားရဲ့ဘော်ဒီနဲ့အကိုက်အလွန်လှပခံရတဲ့ဗီရိုကြီးတလုံးကိုကားကတပေါင်းကျန်နဲ့တည်ယူသွားကြောင်း ဗီဒီယိုကြီးကိုပြုလုပ်ထားတဲ့လက်ရာဟာလည်းအင်မတန်ကောင်းမွန်ပြီးစက်ကိုအထက်ထက်ပတ်ခါကျိုးစီပြီးကားပေါ်တင်ခဲ့ကြောင်းရန်ကုန်တွင်ပို့ပေးရမယ့်နေရာကိုမြေပုံဆွဲပေးလိုက်ကြောင်းလူမျိုးမပါလမ်းနဲ့တိုက်နံပါတ်သာပါပါလိမ့်အပေါ်ပိုင်းကုံကိုကြာဆန်အိမ်များကိုဂိတ်ကစီစဉ်တင်ပေးလိုက်တယ်လို့လည်းသိရပါတယ်ရန်ကုန်မှာကြာဆန်အိမ်တွေကိုအရင်ချပြီးဗီဒီယိုချဖို့ညွှန်ပြထားတဲ့လမ်းပြမြေပုံတိုင်းမောင်းသွားရာလမ်းမှာဝေးပြီးကွေ့ကွေ့ကောက်ကောက်ဖြစ်နေလို့နေဝင်ကန်ဤမှာသာ ဲ့ဒီလိမ့်စာပါတဲ့တိုက်ကိုရောက်ရှိသွားပါတယ်။ရောက်လျင်ရောက်ချင်းအနီးမှာရှိတဲ့လူများကဗီရိုကြီးကိုကားပေါ်ကနေတိုက်ပေါ်ကိုတင်ပြီး ကားကရှင်းပေးခဲ့ပါတယ်။ကားကရှင်းပေးခဲ့တော့ကိုယူပြီးတဲ့နောက်ပြန်လာတဲ့လမ်းမှာလမ်းမှာပြီးအခက်ကြုံလို့အပြန်လမ်းကိုအမကြီးတို့ကိုမေးပြီးကားမောင်းထွက်လာရာကွန်ကရစ်လမ်းပေါ်အရောက်စစ်ဗိုလ်တယောက်စစ်သားလေးယောက်တနက်များနဲ့အသင့်အနေထားစောင့်ကမေးမြန်းတာကိုဖြေစင်ဦးနေဝင်းကတောင်ဝေးကင်ကထွက်လာပြီးသူ့ထံခေါ်လာဖို့သူသမီးဖုံးဆက်လို့ထွက်လာကြောင်း ကားကတသောနဲ့ကြိုက်မကြိုက်မေးမြန်းပြီးမကြိုက်ပါကတိုးပေးမိဖြစ်ကြောင်းတို့အားရင်းနှီးစွာချူသားစွာမေးလို့ဖြေခဲ့ရပါတယ်။အဆောင်များကိုလည်းကားနဲ့ကားကြီးဝင်းအရောက်ရှေ့ကနေလမ်းပြမောင်းပို့ပေးရန်ဥနေဝင်းကမှာကြလို့လိုက်ပို့ကြပါတယ်။ဥဟန်နေကထိုင်ပြီးကြတော့ခဲ့ပြီးတဲ့နောက်ကားနောက်ကမောင်းပြီးလိုက်ခဲ့တော့လို့ဆိုကားကားလေးနောက်ကနေမောင်းပြီးလိုက်သွားပါတယ်။ကားခွင်းထဲကိုည7:00နာရီလောက်မှာရောက်သွားခဲ့ပါတယ်။ကားကြီးခွင်းရောက်ခဲ့ပြီးတဲ့နောက်တနာရီကအကြံမှာ စစ်ဘုံအစ်သားနဲ့တူတဲ့လူနှစ်ယောက်ဟာဝူဟန်ဒင်းထံရောက်ရှိလာကြပြီးဤသို့စကားဆမေးမြန်းပါလေခမရဗိုလ်ချုပ်နဲ့ပါတော်တယ်လဲဘာမှမတော်ကြောင်းပြောပေမဲ့လက်မခံကြပါခမရဇာတိဘဲကလည်းထပ်မေးပါလေကျွန်တော်ကြောက်စရာကပါဒါဖြင့်မောင်လှနေတဲ့ဘာတော်တယ်လဲတိထားပြီးသလားကိုမေးနေတယ်လို့ထပ်မှမေးပါလေကျွန်တော်မောင်လှတဲ့ဦးလေးပါရန်ကုန်ရောက်တုန်းဖြစ်လို့တွေ့ရလို့တွေ့ရညာစူးစမ်းကြည့်တာပါ မတွေ့ရပါဘူးဗျာလို့ပြောလိုက်တော့မှသူ့အတွက်စိတ်မပူပါနဲ့သူရှိပါတယ်လို့ဆိုပြီးခမ ्या တို့ကအနီးကနေရတာလားတိတိလောက်ပြောပြပါဗျာလို့စကားတောင်းလိုက်တော့အဲ့ဒီသူတွေကတိတိလောက်ပြောပြပါတယ်ဘိုးကျောင်းအောင်ဆန်းဆိုတာအများကြီးဖြစ်နိုင်ကြီးရှိတယ်သူကရှုမောင်းလို့ပဲခေါ်တယ်မင်းနဲ့ငါနဲ့ပဲပြောတယ်ငါဆန်းယူနေတယ်တွေ့ကျင်သေးတယ်ပြောတော့ခေါ်ပေးတယ်ဘိုးကျောင်းဆန်းယူရောက်လာတော့မောင်လှတင်ကမေးလိုက်တယ်မင်းငါကိုတိတိလားတဲ့ ငါဘယ်သိမှာလဲကွာလို့ဦးစန်းယူကပြန်ဖြေတော့မင်းမသိရင်သိအောင်ပြောပြရမှာပေါ့မင်းမင်းမျိုးတက်ကတူတုံးကပခုံးပေါ်ကိုလက်နှချောင်းနဲ့ရိုက်ပြပြီးမင်းကဒါပဲရှိသေးတယ်လေအဲ့ဒီတုံးကမင်းရဲ့ညာဘက်ပခုံးကိုပုတ်ပြီးငါပြောခဲ့တဲ့စကားမှတ်မိဦးမှာပါလို့မောင်လှတင်ကပြောလိုက်တော့မှဘူချုပ်စန်းယူကအံ့ဩပြီးမှတ်မိပါတဲ့ဘူချုပ်လို့ဆိုကလက်နှစ်ဖက်ကိုကင်ပြီးမျက်ရည်တွေကျလာတော့မျက်ရည်မကျပါနဲ့တော့ကွာငါဒီတုံးကမင်းငိုခဲ့ပြီးပြီလေ အခုအချိန်ကရည်ရမယ့်အချိန်ရောက်လာပြီလို့ပြောလိုက်ပြီးရှုမောင်ငါနေတဲ့အိမ်ကိုဖျက်လိုက်ပြီလားလို့မေးပါသေး။မဖျက်ပါဘူးလို့ပြန်ဖြေတော့ဒါဆိုတော်သေးတာပေါ့။ဥရုတိုင်ရင်မှာငါရဲ့ငွေသားနဲ့စစ်ရောကြီးစာချုပ်ကိုတွားဖော်ပြီးယူခဲ့ကြလို့ပြောလိုက်တာတခုမှမလွဲဘူးပြလို့ထိုသူနှစ်ယောက်ကပြောပြခဲ့ပါလေ။အခုလက်တင်ကိုဘယ်မှာထားတယ်လို့မေးတဲ့အခါခုံးကြီးဝတ်နဲ့တောင်ပေါ်မှာထားတယ်လို့ပြောပြလိုက်လို့သိခဲ့ရပါလေ။အဲ့နောက်ပိုင်းတော့ဘာသတင်းမှမရတော့ပါဘူး။ ်ရွှေဝေါ်ကျွန်းတာဝကကြီးဥဒါရင်ရဲ့မှတ်တမ်းများမှ လူဝင်စားဗိုလ်ချုပ်အကြောင်းကိုအင်းမြတာဖော်ပြပါရှိပါတယ်။ကိုရက်မှာအပိုင်းလိုက်ဖော်ပြပြီးဓာတ်ပုံနဲ့ဖော်ပြခဲ့ပါတယ်။1349ခုနှစ်အသက်16နှစ်ခန့်သာရှိတဲ့မောင်လှတင်ဟာ1380ဝန်းကျင်မှာတက်ရှိထင်ရှားရှိမယ်ဆိုပါကအသက်50ခန့်ရောက်နေပြီလို့သာအကယ်၍များဗိုလ်ချုပ်ဝင်စားတဲ့မောင်လှတင်လေးသူ့အချိန်ခါတဲ့နဲ့နှစ်နှစ်လောက်နောက်ကျပြီးမှသာစကားပြောခဲ့ရင် မြင့်မြတ်လာတဲ့ဘုံချုပ်ရဲ့စိတ်နေသဘောထားဓာတ်သဘာဝကြောင့်တိုင်းပြည်ချင်းတွေလည်းတမျိုးတစ်ပုံပြောင်းလဲဖြစ်တည်နေမယ်လို့ယုံကြည်မိပါတယ်။အာကိုရိုက်လေးစားရိုက်အစားထိုးမရတဲ့ဘုံချုပ်ကိုယနေ့ထိတိုင်ပြည်သူများ လွမ်းဆွတ်တန်းတသတိရနေကြဆဲပဲဖြစ်ပါလေဗျာ။အခုလိုဘုဒ္ဓရဇယဗီဒီယိုတွေကိုအစ်စ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာ။ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။